ကဲမင်္ဂလာပါကျွန်တော် serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ကျွန်တော်ဒီခေါက်မှာလည်း Python function လေးကြောင်းလေးကိုဆက်သွားမယ်ဟုတ်နော်ဒီခေါက်မှာကျွန်တော်တို့ Python ကို function ကိုကျွန်တော်တို့ပါထည့်တယ်ဗျလို့ parameter ထည့်တယ်ပြီးပြီးရင်ကျွန်တော်တို့ argument ပြန်ထည့်တယ်ပြီးဒီလိုကြွား define လုပ်နေတဲ့အချိန်ထည့်တာကို parameter လို့ခေါ်ပြီးတော့ပြန်ခေါ်သုံးတဲ့အချိန်ထည့်တာဘာလို့ခေါ်လဲ argument ထည့်တယ်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီ query လေးမူလေးမှတ်ထားပြီးအစိပ်ပိုင်းမှာအဓိက method ရဲ့လိုရတဲ့စိတ်ပါဒီ method ကနည်းနည်းလေးနမူနာအနေနဲ့ပြတာမရှင်းဘူးလို့ကျွန်တော်ယူစားတယ်အဲ့ကျွန်တော်နောက်ထပ်တစ်မျိုးပြအောင်မယ်ပြရင်လည်း ခေါင်းစဉ်တစ်မျိုးပြောင်းအောင်မယ် vocabulary လေးတစ်ခုဩဟာတယ်လေးတစ်ခုမိတ်ဆက်ပြောင်းအဲ့ဒါပါလဲဆိုကြည့်လိုက်ကျွန်တော်ဒီမှာ error အရင်တစ်ခေါက်ကပြလိုက်ဟုတ်လား function ကိုကျွန်တော်တို့ parameter ပါခေါ်ရမယ့် function ကို parameter မထည့်ပန်းနဲ့သုံးလိုက်တော့တော့ argument မထည့်ပန်းနဲ့သုံးလိုက်တော့သူကပါပြတယ် three requirements position နဲ့ argument ဟုတ်တယ်လား position နဲ့ argument ဆိုတဲ့အသုံးလုံးလေးအဲ့လေသူ error ပြလိုက်ဆိုမှာအဲ့ဒါပါလဲဆိုတော့ဒီမှာကြည့်ဒီလိုသုံးတာကိုကျွန်တော်တို့က parameter user land as one ဆိုပြီးဒီတိုင်း ကျွန်တော်တို့က variable name နဲ့ပဲ parameter ထည့်လိုက်တယ်ကျွန်တော်တို့ဒီမှာကိုကြားတဲ့ data ထည့်လိုက်တယ်ဟုတ်ဗျာအဲ့ဒါကိုသူကဘာလို့ခေါ်လဲ positional argument ဒီမှာကျတော့ကျွန်တော်က make found to found မှာကျတော့ကျွန်တော် default value ထည့်တယ်ဒါကျွန်တော် python ရဲ့ function ကို default value ထည့်တယ်အကျိုးကျေးဇူးပြပြီနော် error မတက်တော့ဘူးပေါ့ဟာနော် parameter မပါပဲခေါ်ပြီ SYS ဒီမှာကျွန်တော်ကဒီမှာသုံးခုလုံး default value ထည့်တာဖြစ်တော့တယ်မထည့်ခေါ်မထည့်ပဲခေါ်လဲရတယ်ဒါမှမဟုတ်သူကကိုထည့်တဲ့ဟာကို override လုပ်ပြီးတော့သွားတယ် အဲ့ဒါရှေ့မှာပြောခဲ့ဒီလို SYS equal window ဆိုပြီးတော့ဒီပေးထားတဲ့ variable name ကို equal sign နဲ့တိုင်းလှန့်ထည့်အောင်ဘာလို့ခေါ်လဲဆို keywords argument လို့ခေါ်တယ် Okay မလားကြည့်မယ်အဲ့ကျွန်တော်တို့နောက်တဲ့ function လေးတစ်ခုမိတ်ဆက်ရင်နဲ့မတက် function နဲ့ပတ်သက်တဲ့ဒီ argument နဲ့ပတ်သက်တာလေးထပ်သွားမယ် df addf anyone s name ပေါ့နော် number တွေထည့်လိုက်တဲ့ number တွေသူပေါင်းမယ်ဟုတ်ပြီအဲ့ဒီထဲမှာကျွန်တော် function ရတယ် PR ရန်ဒီ print print function ဟုတ်ပြီ print function မှာကျွန်တော်ဘာလုပ်မှာလဲဒီမှာ argument နန်းနန်း1နန်း2ပဲပေါ့ဒါရိုးရိုးပြနေရပဲအမျိုးနန်းပဲဟုတ်တယ် number 1နဲ့ number 2ဒီထဲမှာကျွန်တော်တို့ဘယ်လိုထည့်မလဲနန်း1နန်း1အဲ့ဝါလေး keywords argument လဲကျွန်တော်ပြနေတယ်နော်နံ1 comma print function မှာ comma ခံမယ် space bar တွေချ plus ပြန်နန်ဒူကိုလည်းတော့ပြန်ထုံးမယ်နန်ဒူ comma အာ plus မဟုတ်ဘူး equal nan1 plus nan2 equal ပါထွက်မယ်ဆိုရင်တော့တို့ present this လေးခံပြီးတော့ပေါင်းလိုက် and you nan1 plus nan2 တော့ operator အသုံးပြီးတော့ကျွန်တော်အဲ့နှစ်ခုပေါင်းပြီးတော့ဘာလဲမလဲအပြည့်ထုံးဟုတ်လားအပြည့်ထုံးတဲ့အချိန်မှာကြည့်မယ်ဘယ်လိုထုံးမှလဲဟုတ်နော် နန်ဝမ်းနဲ့နန်လူပြန်ခေါ်သုံးမယ်သူအကြောင်းမညီလဲရတယ် ADDF NUNS နဲ့ FN present this is net call ပြီးရင်တော့ FN မှာ1 2ကိုကြားတယ်လို့ပါလာမီတာထည့်ပြလိုက်ခလုံးတော့ကျွန်တော်က3နဲ့4ထည့်ပြလိုက်3နဲ့4ပေါ့ပါခွင်းမထွက်ပါလေဟုတ်လား okay run run နဲ့ချက်ပါတယ်တော့အစားဒီဒီကောင်းပြန်ပြက်လိုက်ဟုတ်လားဒီကောင်းပြန်ပြက်လိုက်မယ် run module အစ်တဲ့ run မယ် ဟော3 plus 4 equal to 7ဒီကုတ်လေးကပါထွက်တာဒီ results ကိုထွက်တယ်ဟုတ်လားထွက်နေတာကိုကျွန်တော်ပြောတာမဟုတ်3နဲ့4ပေါင်းမှတော့ခွန်ထွက်မှာလူတိုင်းသိရတယ်ဟုတ်ပြီကျွန်တော်ပြောတဲ့ဘာလဲဆိုရင်ပါရာမီတာထည့်တာပဲဒါကြပါရာမီတာနှစ်ခုလိုတယ်အဲလားတဲ့ number တိုင်းသူပေါင်းမှာပဲကဲတော့ method ရဲ့ကြိုကြော် reuse a ပဲဟောနာဒီမှာတော့ပေါင်းမယ်ဒီညံမှာကျကျွန်တော်တစ်မျိုးထည့်မယ်ဟုတ်လား keywords argument နဲ့ထည့်မယ်ခုန position နဲ့ argument ထည့်တာ keyword တိုင်းနဲ့ပဲ nan 2ကနေစတယ် ဘလို့ထည့်တယ်ရတယ်ဆိုတော့ပြရနော် and your nan2 equal တော့ h ထည့်ရ comma nan1 ပြောင်းပြန်ထည့်တာနော်ဘာထူးလဲလို့ကျွန်တော်ပြရ nan1 equal h ရှင်းနေရှင်းနေပါအောင်16ဆိုတော့လူတိုင်းသိတယ်ဒါပေမဲ့ကျွန်တော်ဘာပြောကြလဲဒီကအစီအစဉ်ကကျွန်တော်ဘယ်အောင်စထုတ်တယ်လဲ nan1 ကိုစထုတ်တယ် nan2 ကိုစထုတ်တယ် nan1 plus nan2 ကိုပေါင်းဟုတ်ပြီဒီမှာကျကျွန်တော် nan2 ကိုစထည့်တယ်ဒီမှာ nan1 ကိုဘလို့ထူးလဲကြည့်မယ် run run module အတူတူပဲ a plus h oh sorry sorry သူမသိတာအောင်မြင်တယ်။ sorry ။သိတာအောင်ထင်။ကဏ္ဍတို့ကိုကျွန်တော်ကနိုင်တယ်လား။ဏန်တို့ကိုနိုင်ထားတယ်။ဏန်1ကို8ဆိုပြောင်းပြန်ထည့်တာနော်ပြန်ရမ်းမယ်။အော်တွေ့လား။နန်တူကိုနိုင်ထဲတယ်နန်ဝအိတ်ထဲပဲသူထိုးတဲ့အစီနိုင်မယ်နန်ဝအရင်စား8 plus 9ပဲသူ70ဟုတ်နော်အဲ့ဒါကိုကျွန်တော်တို့ဗာထည့်တာလို့ခေါ်တယ် keywords argument ထည့်တာလို့ခေါ် position နဲ့ဆိုကိုထည့်တဲ့အစီအစဉ်တိုင်းလေးသွားတာ keywords ကိုကြတယ်လို့ရှင်းအောင်လှည့်ပြီးတော့လဲ ထဲလို့ရထဲပေမဲ့သူရတဲ့အချိန်တိုင်းပဲထွက်လေဒါဒီတော့တို့က nan1 ဆိုတဲ့ function လေးတစ်ခုကြော်ညာပြီးတော့ကြိုက်တယ်လို့ပေါင်းနှုံညောင်းစားတယ်ဒါ function ရဲ့အကျိုးကျေး reusability ပြန်သုံးပြုလို့ရတယ်။နောက်ကြတော့ပြန်ပြီးတော့ပြင်လို့လည်းရတယ်တွေ့အောင်။3နဲ့4ပေါင်းနဲ့ပေါင်းရုံနဲ့ကျန်တဲ့ number တွေပါပေါင်းလို့ရတယ်။ဒါဒီ function definition လို့လည်းလာတယ်အကျိုးကျေး။ကဲနောက်တစ်ခု function နဲ့ပတ်သက်ပြီးတစ်ခုပြအောင်မယ်။အဲ့ဒါဘာလဲဆိုရင်တို့ function မှာနောက်တစ်တစ်မျိုးကြော်ညာမလား DF DF my function ပေါ့ FU function လို့ my function တကယ်ကကျွန်တော်တို့ဘယ်လိုထည့်မှာလဲ argument ထည့်တာပဲနော် brn ဒီ break i function နဲ့ဟာကိုကျွန်တော်လာထား argument ဘယ်လိုထည့်မှာလဲ parameter ဘယ်လိုထည့်မှာဒီကထည့်ပါ zero unit ကောင်းကျွန်တော်ရှေ့မှာတော့မပါရမီတာ၃ခုထည့်မယ်ဆို၃ခု comma ခံရတဲ့ခါရထည့်ရတယ်၄ခုထည့်မယ်ဆို၄ခုတစ်ခုတည်းဆိုတစ်ခုကြားရတယ်ဒီမှာကြားလို့ကိုထည့်မဲ့အရေးတော်ကိုရှေ့ရနေတာထားရင်တော့ s file လေးခွန်ဟုတ်နော် s file လေးခွန် my bus လို့ပြောပေးတယ်ကြိုက်တယ်လို့ပြောလို့ရတယ်ဟုတ်လား variable နဲ့ကြိုက် ပါရမီတာကြိုက်တော့ထည့်လို့ရပါတယ်။ဒါကြည့်ဘယ်လိုထည့်မှာလဲ။ပြန်ခေါ်သုံးမယ်ဆိုရင်နော် print ကျွန်တော်ဘာတွေထည့်မှာလဲ။ mind bar တွေထုတ်။ Okay mind bar တွေထုတ်။ဒါ method ကို for sorry function ဘာလို့လိုက်တာလဲ။ define လို့လိုက်တာ။ mind function ကျွန်တော်ပြန်ခေါ်မယ်။ဒါမှ access ပြန်သုံးမယ်။ပြန်သုံးတဲ့အချိန်မှာဘယ်လိုပြန်သုံးမလဲ။ရှင်းမှာပါရမီကျွန်တော်၃ခုထည့်မယ်။ပါရမီဗတန်ခုထည့်မှာ၃ခုထည့်မှာ၃ခုထည့်ပြန်တော့ဒီထက်မှာ21ဟော ဟောကျွန်တော်ပါလိုက်မယ်ဘယ်နှခုထည့်မလို့မပြောနိုင်ဘူးနော်ကြိုက်တယ်လို့ထည့်လို့ရဒီမှာတော့လက်တန်းပြောလိုက်တာသုံးခုထည့်မှမလို့သုံးခုဆိုတော့ပြန်ခေါ်သုံးတဲ့ချိန်မှာနံပါတ်ရိုက်ပြီးတော့သုံးလိုက်တာအဲ့ဒါဟုတ်ကြနော်နောက်တစ်ခုဒီမှာ2ဟုတ်လား1 2 1 2 3ဆိုကျွန်တော်ခေါ်သွင်းလိုက်ကြည့်လိုက်ဒါစီတော့နောက်ထပ်တော်နေ argument တွေကိုကျွန်တော်တို့က code ထဲမဲ့ argument ကို ခေါ်မှပြန်ပြီးတော့တတ်မှတ်လို့လည်းရတယ် run ကြည့် oh 1 2 3တန့်ထွက်လာတွေ့လားဒီနီးလည်းရှိရဲဒါဒီတော့တို့ argument beginner တွေအတွက်ပိုင်သွင်း function မှာအသုံးပြုလို့ရမယ် topic လေးမှတ်ထားပဲကျွန်တော်ပြန်ပြီးတော့အကျဉ်းချုပ်ပြုံးမယ်ကြည်ထားပဲနော်ကြည့်မယ်ကျွန်တော်တို့အဲ random value မလာသေးဘူးနော်ဒါ parameter အရင်ဆုံးပိုင်သွင်းပိုင်သွင်းမှာ definite function ကိုကျွန်တော်တို့ define လုပ်တတ်ရမယ် define ဆိုတာ df အာ definition create လုပ်တယ်မ create လုပ်ပြီးပြန် access ပြန်လုပ်ပြန်လုပ်တယ်ဆိုတာနာမည်ခေါ်ပြီးတော့သုံးတယ်မခေါ်ဘဲနဲ့တော့လုံးမလို့ပြီးကျွန်တော်တို့အားကြမ်းမှာ global scope local scope ကိုနားလည်ရမယ်နောက်တော့တကူဒီမှာကြည့်ဒီ topic လေးလိုအပ်တဲ့ function အစိတ်ပိုင်းလေးမှာကျွန်တော်တို့နမူနာနဲ့ကြောက်ကြော်လဲဆို zone နေပကန်းနေမှာ detail ဆို detail နဲ့မှာကြော်ရမှာမဟုတ်ဘူးလေမရှိရင်တခြား detail နဲ့လည်းကြော်လို့ရတယ်သူများတရားငါးကြော်ကြော်ဘာကြော်ကြော်ဘယ်နည်းနဲ့နေနေကိုလုံးမဲ့ကြောက်ကြော်လဲဆိုတဲ့ method လေးကြောက်ကြော်လဲဆိုတဲ့ function လေးပြီးမြောက်သွားပါဘူးအခုလဲလိုပဲလိုအပ်တဲ့ parameter တွေ ဘယ်လိုထဲမှာလဲထဲတဲ့အတွက်ကျွန်တော်တို့ထဲတဲ့နီးလေးပြောခဲ့ပါတယ်နော် sorry ထဲတဲ့နီးလေးကျွန်တော်တို့ပါ variable name နဲ့ပဲထဲ very ပါရမီတာတွေဆိုရလဲတကယ်တော့ဘာတွေပဲတော့ variable name တွေပေးပေးပြီးတော့ထဲလိုက်တာကိုလိုသလိုထဲမယ်ဒါစတင်ကတော့နည်းနည်းအသုံးချတတ်တယ်ရတယ် syntax ကိုမှတ်ထားပဲ syntax ကိုမှတ်ထားပဲပြီးရင်ကျွန်တော်လက်တွေ့ program သေးသေးလေးရေးပြမယ် calculator ဖြစ်ဖြစ် beginner တွေအတွက်အားကြမ်းမှာပို့ပြီးတော့နားလေပါဒါ syntax လေးနားဟုတ်လား function မှာပါရမီတာဘယ်လိုထဲမှာလဲပြီးရင် argument တွေဘယ်လိုထဲမှာလဲ အဲ့တော့ argument မှာကျွန်တော်ထည့်ပုံတည်းနှစ်မျိုးပြောခဲ့တယ် position argument နဲ့ keywords argument အဲ့တော့ position argument နဲ့ keywords argument ပြီးရင်တော့ default value ဘာလို့ထည့်ရတာလဲဘယ်လိုနေရာမှာသုံးတာ default value ထည့်တဲ့အတွက်နည်းနည်း error ကင်းသွားမှာပါဗျာရောင်းရင်ရောင်းရမ်းပြီးတော့ default မှာထည့်ရင် program ကြီး error မတက်ဘူးပါဗျာပြောစီကြော်လောက်သွားမယ်အဖြစ်မှန်တော့မထောက်ဘူးပေါ့အဲ့လိုဖြစ်မှာနော်ပြီးရင်နောက်တစ်ခု variable တွေကို parameter တွေကိုကိုကြိုက်သလို number of argument ကြိုက်တဲ့ number နဲ့ထည့်လို့ရအောင်ဒီပုံစံပါဗျာကောင်း S right လေးသုံးတော့မှာဒီ S right ပုံစံသုံးတော့မှာဒါပဲကောင်းအောင်ကိုကြိုက်တဲ့ရှေ့ဘက်ကနေရိုက်မယ် S right သုံးပြီးတော့ကိုကြိုက်တယ်လို့ခေါ်မယ် Okay မလား Okay